ဈေးဆိုင်ပိုင်ရှင်ထိုင်းမျိုးသမီးရဲ့ဦးခေါင်းကိုဘီယာပလင်းနဲ့ရိုက်နှက်ပြီးဆွဲကြိုးလူယူထွက်ပြေးသွားတဲ့မြန်မာနိုင်ငံသားကိုထိုင်းရဲတပ်ဖွဲ့ကလိုက်လံရှာဖွေနေတဲ့အကြောင်းပြောပြပေးပါမယ်။ 哎，比了，是草原人家。太奶奶从铺庙喂奶牛，也节约些。公山上转转，周围有麦子片，很赏味。到东山看的马奶奶家牛大得乌，要是拉将，看着人家马婆婆给他追呀挖人，偷偷要是拉皮囊，拉乌气皮，明个拉挖路标手讲。 ဈေးဆိုင်ပိုင်ရှင်ထိုင်းမျိုးသမီးရဲ့ဦးခေါင်းကိုအနီးမှာရှိတဲ့ဘီယာပလင်းနဲ့ရိုက်နှက်ပြီးသူမဝှစ်ဆင်ထားတဲ့အလေးချိန်တစ်ချက်ခွဲသားရှိဆွဲကြိုအားလူယူကအသိယူဆောင်လာသည့်ဆိုင်ကယ်နဲ့ထွက်ပြေးသွားကြောင်းသိရပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းရဲတပ်ဖွဲ့က CCTV မှတ်တမ်းကိုကြည့်ရှု၍ပြစ်မှုကျူးလွန်ခဲ့သူထွက်ပြေးသွားရာလမ်းကြောင်းကိုစစ်ဆေးရာဆွဲကြိုလူယူထွက်ပြေးသွားသူမှာအသက်35နှစ်အရွယ်ရှိကိုအောင်ခေါ်ကိုသူရဖြိုးဆိုသူဖြစ်ပြီးသူသည်ချုံဖုံမြို့ဝိနိုင်နူရာကျေးရွာတွင်ခြံလုံသားအဖြစ် လောက်ကိုင်းနေသူဖြစ်ကြောင်းဖော်ထုတ်ခဲ့ကြပါတယ်ထို့ကြောင့်ပြမှုကျူးလွန်သူကိုအောင်ခေါ်ကိုသူရဖြိုးဆိုသူအားထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးရမိနိုင်ရဲ့အတွက်တက်ဆိုင်ရာခရိုင်ရဲတပ်ဖွဲ့များနဲ့ချိတ်ဆက်ကားပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေကြောင်းသိရပါတယ် Facebook မှာတော့သူများနိုင်ငံမှာနေပြီးကောင်းကောင်းမနေတဲ့ကောင်တွေကိုဖမ်းပြီးမြန်မာနိုင်ငံကိုပဲပြန်ပို့လိုက်စစ်မှုထမ်းရလဲမတနာဘူးဆိုပြီးဝေဖန်နေကြတာပဲဖြစ်ပါတယ်